အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီဗီဒီယိုဟာခဏလာပိုင်းမှာတွေ့ကြုံလာမယ်တရင်းလာသားသမီးတွေရဲ့ကဲအစိုးအကောင်အနေအမြင့်အတက်အကျတွေကိုကျွန်တော်တက်မြောက်ထားတဲ့တဲရော့ဗီဒင်ပညာရက်နဲ့တဲရော့ကတ်လေးကိုချိုးပြီးတော့ဟောကြားပေးသွားမယ်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ကျွန်တော်မိတ်ဆွေတွေထဲမှာတရင်းလာသားသမီးတွေရှိမယ်သို့မဟုတ်ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်း မိသားစုထဲမှာတနေ့လာသားသမီးတွေရှိတယ်။ဘယ်ရင်ယုံကြည်မှုရှိတယ်ဆိုရင်ဒီဗီဒီယိုကိုဆုံးတဲ့အထိကြည့်ရှုပြီးတော့မိဆွေရဲ့တလာတာကံအဆိုးအကောင်းအနေကြအသက်အမြင့်တွေကိုရှောင်ရဆောင်ရသိရှိပြီးတော့ကိုယ်အနေနဲ့တတိထားမိအောင်ဆုံးတဲ့အထိကြည့်ရှုပေးပါလို့မေတ္တာရက်ခံအပ်ပါတယ်။အဲ့တော့ဘေးရင်ဆရာတယောက်အနေနဲ့ဘေးရင်ဟောတဲ့ကိစ္စတွေပြောတဲ့အခါမှာမိမိအနေနဲ့ဘေးရင်ယုံကြည်မှုရှိတယ်ဆိုတော့ဒီဗီဒီယိုဟာကိုယ့်အတွက်ကောင်းမွန်တဲ့ဗီဒီယိုဖြစ်ပြီးတော့ဘေးရင်နဲ့ပတ်သက်ပြီးတော့ကိုယ့်အတွက်ယုံကြည်မှုမရှိဘူးဆိုရင်ဒီဗီဒီယိုဟာကိုယ့်အတွက် အလကားဗီဒီယိုတခုဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့ဗမင်းတကားရဲ့တပည့်ဆရာစောင်းရောင်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းဗီဒီယိုရေတရားအိမ်ကပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဟောကြားမှုတွေပြောကြားမှုတွေနှစ်သက်မှုရှိရဆိုလို့ရှိရင်ကျွန်တော်အကောင့်ကို follow လုပ်ပေးတာခြေအပြင်နေ့စဉ်နဲ့မြတ်ကျွန်တော်ပြောပြပေးနေတဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေသိရှိဖို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်စတင်ပြီးတော့တနင်္လာသာသမိတရကအစိုးကကိုတဲတော်ကနေစက်ဟောကြားပေးသွားမှာဖြစ်ပါတယ်ကဲ okay. ဲ့တော့ကျွန်တော်တဲရော့ကစချုပ်ပါမယ်နံပါတ်၁ချက်ကတော့တနင်္လာသားသမီးကြီးကိုပိုင်လုပ်ငန်းစီးပွားရေးနဲ့ပတ်သက်တဲ့ကပ်ဖြစ်ပါတယ်တိုက်ရဲ့နံပါတ်ပုံရိပ်ရဆိုရင်တော့စီးပွားရေးတွေအားနေနေတယ်လောက်ချင်ကြိုင်ချင်စိတ်တွေပျောက်ဆုံးနေတယ်အစိုးပတ်ကိုဥတည်သွားနေတယ်ဆိုတော့ပုံစံမျိုးပြတ်သားနေတယ်အကျွေးမြီဟောင်းနေကြောင်းကိစ္စဟောင်းနေကြောင်းဆက်ရှုပ်နေရကာလတစ်ခုလည်းဖြစ်ပါတယ်ကိုယ်အနေနဲ့အားနေလာတဲ့အခါမှာအမားကိုအမှန်မမြင်အမဲကိုအမားမြင် စသဖြင့်အမျိုးမျိုးသောတွဲခေါ်မှုအမှားတွေကြောင့်စီးပွားရေးရာအခက်အခဲပုံမှုပြီးတော့ကြုံတွေ့နေရတဲ့အစမပြေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်တဲ့ရုံထွက်ဖို့အတွက်ခက်ခဲနေတဲ့ကာလအပိုင်းခြားတစ်ခုလည်းဖြစ်နေပါတယ်။ဒါကြောင့်မို့ကိုယ်ပိုင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့တနေ့လာသားသမီးတွေကလာမယ့်9လပိုင်းမှာအားနေပါတယ်။အဆက်ဆက်ရာချင်းချင်းတုံးတက်ပြီးတော့လုပ်ပါ။လုပ်ငန်းချဲ့သွင်းခြင်းလုပ်ငန်းမှာယင်းဒီညှုပ်နှံမှုပြုလုပ်ခြင်းရှောင်ကျဉ်တင်ပါတယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အခုပွဲစားပဲဖြစ်ဘာပဲဖြစ်ဒါတွေကလည်းကျွန်တော်ကိုယ်ပိုင်လုပ်ငန်းမှာပဲဖြစ်ပါတယ်အဲ့တော့ကိုယ်ဆက်လိုက်တဲ့ပွဲတွေကသူများနဲ့ဖြစ်သွားတာမျိုးတွေလည်းတွေ့ကြုံလာတတ်ပါတယ်တနည်းအားဖြင့်ပြောရင်အစိုးပြအနေနဲ့ကာလပိုင်းခြားတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ငွေကြီးကိစ္စငွေကြီးကိစ္စအနေနဲ့ပတ်သက်ပြီးတော့ကြုံတွေ့လာတဲ့တက်အပိုင်းခြားရဆိုရင်တော့ဝေဝေထွက်ငွေမျက်တာမှုအားနည်းတဲ့ကာလအပိုင်းခြားတစ်ခုကိုကျွန်တော်တို့ဖော်ပြနေတယ်နောက်တစ်ခုကတော့ ငွေကြေးကိစ္စမှာလုံငန်းကိစ္စမှာအဆင်မပြေဖြစ်ပေမဲ့လည်းငွေကြေးကိစ္စမှာကိုကူညီတောင်းလို့ရှိရင်ကူညီပေးမဲ့လူတွေရှိတယ်ချီးပေးမဲ့လူတွေရှိတယ်။ဆိုင်ပြဒီလိုဒီလိုလူတွေကဘလို့ပဲချီးပေးချီးပေးဘလို့ပဲကူညီပေးကူညီပေးကိုယ့်ရဲ့ငွေကြေးကိစ္စတွေရဲ့လိုအပ်မှုကတော့အမြဲတမ်းဖြစ်ပေါ်နေတာတွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်မလို့မမျှော်လင့်ထားပဲနဲ့ဒီလိုချိန်ကာလမျိုးမှာအကျွေးမီတွေတင်သွားတာမျိုးတွေလည်းဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ငွေထွက်များနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုငွေထွက်နေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်တဲ့အတွက်ကြောင့်ဒီနေ့လာသားသမီးတွေဆက်ဆက်ရရ စဉ်းစားတုံ့တက်ပြီးတော့မှငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်ဘာလို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါလဲဆိုတော့ငွေလုံးဝမဝင်ပဲလက်ပိတ်နေတာမျိုးတော့မဟုတ်ပါဘူးဝင်တာတော့ဝင်ပါလိမ့်မယ်ခဏပြောလို့ငွေအကြက်ကဲဖြစ်လာလို့ရှိရင်လည်းကုညီတဲ့လူတွေဒါမှမဟုတ်လို့စကုတ်လမ်းပြတဲ့လူတွေလည်းရှိကောင်းရှိပါလိမ့်မယ်ခက်နေတာကိုယ့်လက်ထဲမှာငွေများများဆဆမပြောနဲ့ကိုတုံးမှုအတွက်ဒါမှမဟုတ်ကိုအရေးပေါ်တခုခုအသုံးပြုမှုအတွက်စုဆောင်းထားတဲ့ငွေကြေးတော့ကိုယ့်မှာမရှိပဲနဲ့အရေးကြုံလာရင်လည်းခက်ခဲရတယ်ဒါကြောင့်ငွေကြေးအပူပင်တော့ကအနည်းငယ်ရှိတယ်လို့သုံးသပ်ပြီးတော့ဟောကြားပေးခြင်းဖြစ်ပါတယ် နောက်တစ်ချက်ကတော့ကျန်းမာရေးကိစ္စအနေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။အစားတောက်ဘိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးစင်ကျင်တင်ပါတယ်။အစားတောက်ဘိုင်းနဲ့ပတ်သက်ပြီးတော့ဒီအစားစိတ်တင်လာမျိုးဒါမှမဟုတ်ကိုယ်နဲ့မတက်ပြတဲ့အစားတောက်တွေကြောင့်ကျန်းမာရေးအားနည်းတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာ။ဥပမာစီးကျုံတမစီးကျုံတက်တာမျိုးသွေးကျုံတမသွေးကျုံတက်တာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်တယ်။နောက်တစ်ခုကတော့အရေးပြားဘိုင်းဆိုင်ရာတွေနဲ့ပတ်သက်တဲ့အပိုင်းပေါ့နော်။ရေးပြားကျွန်တော်တို့ allergic ဖြစ်တာမျိုးအဲပြီးသွားတဲ့ခါကျရင်ယာနာအဖူးတွေပေါက်တာမျိုး နော်အရင်အထက်ပို့ပြီးဝက်ချံပေါက်တာမျိုးစသဖြင့်ပေါ့ဗျာအရင်ပြားပိုင်းဆိုင်ရာတွေနဲ့ပတ်သက်တဲ့ဒီယောဂလက္ခဏာတွေကျွန်တော်တို့မကြခရဆိုလို့ဒုံမဟုတ်အများများဆန်းစားဖြစ်ပေါ်နေတာတွေကျွန်တော်တို့တွေ့ကြုံလာမဲ့အပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့အခြေအကိစ္စဖြစ်ပါတယ်အခြေချက်ကတော့ကျွန်တော်တို့တနေ့လာသားသမီးတွေရဲ့အခြေအကိစ္စဖြစ်ပါတယ်အခြေအကိစ္စမှာတနေ့လာသားသမီးတွေဟာအစဉ်ပြေမှုကိုစတင်လာတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်တယောက်နဲ့တယောက်ကျွန်တော်တို့သဘောထားချင်း အဲလောက်ကောင်ကိုယ်လေးနေနေရပြန်လဲပြီးတော့တင့်မြတ်လာမယ်အရှိတ်ဆက်ဖို့တော့မဖြစ်နိုင်တဲ့အရာတွေရှေ့ဆက်ဖို့တော့ပြန်လဲပြီးတော့အားကောင်းလာနိုင်တဲ့အချိန်ဒီပိုင်းခြားတစ်ခုပါဆိုတော့လောဝလောဝတယောက်နဲ့တယောက်ပြက်ဆဲသွားတဲ့အထိဒါမှမဟုတ်လို့ရှိရင်အဆင်မပြေဖြစ်တဲ့တဲ့ဖြည့်နေအောင်ပါခုနကအပိုင်းမှာတယောက်နဲ့တယောက်နားလည်မှုဒုံဘုတ်အကြောင်းအရာတစ်ခုခုကြောင့်ပြန်လဲပြီးတော့ပတ်သက်တာမျိုးပြန်လဲပြီးတော့ဆက်ဆံတာမျိုးဒုံဘုတ်ကွဲသွားတဲ့သမီးစားရအောင်ပါကိုဟိုကြီးစားမဟုတ်အောင်ပါတငယ်ချင်းပေါင်းသင်းမိတ်ဆွေကန္တာအနေနဲ့ကိုနာမှာရှိနေတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်ဒါကြောင့်မို့အခြေအကျိကိစ္စတွေမှာတော့ပြတ်တောက်ဖို့အတွက် အဲအားနေတယ်နော်အားနေတယ်ဆိုတော့တချို့ကန်တော်တော်ဆိုးတဲ့လူတွေကပြတ်ကောင်းပြတ်သွားနိုင်တယ်ပေါ့နော်ဆိုတော့အဆိုးတဲ့အကောင်းဆိုအကောင်းဘက်ကိုဥတီလာတယ်ဘာလို့အကောင်းဘက်ကိုဥတီလာလဲလို့ပြောမယ်ဆိုလို့ရှိလို့ရှိရင်ခဏပြောတယ်အစ်တက်ဆိုင်အဟောင်းတွေကပုံမှန်ပြီးအားကောင်းနေတဲ့ကာလာပိုင်းခြားတစ်ခုဖြစ်တယ်အဲ့ဒီအပိုင်းခြားမှာတော့ခဏကျွန်တော်ပြောလို့ပေါ့နော်ကို့အနေနဲ့ လက်မခံနိုင်ဘူးကိုယ့်အနေနဲ့ပြန်မသွေးနိုင်ဘူးဆိုရင်ကကိုယ့်ရဲ့တဘောပေါ့နော်ကိုယ့်ဘက်ကပြန်လဲပြီးတော့လိုချင်တတ်မှတ်မှုရှိတယ်ဆိုရင်ကိုယ့်ဘက်ကလည်းရေလာမြောင်းပေးပြုတ်လုတ်လို့ယောက်ျားလေးဘက်ကလည်းတွန်းတွန်းတက်တက်လှုပ်ဆောင်ဖို့တော်တော်လိုအပ်ပါတယ်ဆိုတော့လက်တယ်ကြီးပဲအာမကိုနဲ့ကိုယ့်ညှက်အားလေးလည်းတုံးဖို့တော်တော်လိုအပ်တာပေါ့နော်โอเคနောက်တစ်ချက်ကတော့အိမ်တော်ကြီးကိစ္စအရင်ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်အိမ်တော်ကြီးကိစ္စတွေမှာတော့အခြေအကိစ္စနဲ့ ဆက်နေမှဖြစ်နေပါတယ်ဆိုတော့အခြေအကိစ္စမှာခဏကျွန်တော်ပြောကံကောင်းတယ်အိမ်တော်ကြီးကိစ္စမှာနားလည်မှုတွေကွဲလွဲတယ်ချစ်ချင်းမေတ္တာတွေပျောက်ဆုံးနေတတ်တယ်တယောက်နဲ့တယောက်ကျင်နာမှုတယောက်နဲ့တယောက်ယူရမှုဆိုတော့တအိမ်ထဲမှာနေပြီးတော့ဒစိမ့်စံနေတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတော့နှွေးထွေးမှုအိမ်မှာပျောက်ဆုံးနေလို့ဖြစ်တယ်လင်းများနှစ်ယောက်ကြားထဲမှာဖြစ်သားသမီးကြားထဲမှာပဲဖြစ်ဖြစ်ပေါ့နော်မေတ္တာရေးဒီမေတ္တာခြုံလို့အေးချမ်းနေဆိုတာမဟုတ်ပဲねတယောက်နဲ့တယောက်ဒါဒစိမ့်လိုမျိုးဒါမှမဟုတ်လို့ရှိရင်လည်းအเจ้าရတစ်ခုကြောင့်တယောက်နဲ့တယောက်မဖြစ်ရတာမျိုးတွေအိမ်တော်ကြီးကိစ္စတွေမှာတွေ့ကြုံလာတတ်တယ် အဲ့တော့အဲ့တော့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးကွဲမလားဆိုတော့လေကွဲတာမဟုတ်ဘူးဒါပေမဲ့အိမ်ထဲမှာနေပြီးတယောက်နဲ့တယောက်အဆင်မပြေဖြစ်တာမျိုးဒစိမ့်ဆန်နေတာမျိုးကျင်နာမှုလွိထွေးမှုပျောက်ဆုံးနေတာမျိုးတော့မဟုတ်တခြားတော့ကိစ္စတစ်ခုကိုအញ្ញအာယုံစူးစိုက်ပြီးလင်မယားနှစ်ယောက်ကအဲအိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်ပြီးပြုတ်လောက်ရမယ်ဒီချစ်ချင်းကျင်နာတယ်ပျောက်ဆုံးသွားတာမျိုးဖြစ်တာဥပမာပါအလုံးမကိစ္စအောင်မြင်လုံငန်းကိုပဲအချိန်ပေးနေရတယ်ကိုယ့်ရုံကြောင်အချိန်မပေးနိုင်ဘူးတာသမီးကိုအချိန်မပေးနိုင်တခြားတော့တခြားတော့ပြဿနာတစ်ခုအကြောင်းဒီအိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်ပြီးလွိထွေးကျင်နာမှုပျောက်ဆုံးနေတာမျိုးဆိုလိုခြင်းဖြစ်ပါတယ် โอเคနောက်တစ်ချက်ကတော့ကျွန်တော် တွေ့ကြုံလာမယ်ဝန်ထမ်းတွေအတွက်ဖြစ်ပါတယ်ဝန်ထမ်းတွေကတော့ကျွန်တော်တို့အားကောင်းနေတဲ့ကာလဘိုင်းချာတစ်ခုဖြစ်ပါတယ်မိတ်ကောင်းဆွေကောင်းတွေတွေ့ကြုံလာမယ်ကိုကြီးထောက်ပံ့ပေးတဲ့လူတွေတွေ့ကြုံလာမယ်အာကိုယ့်ရဲ့မိတ်ဆွေပေါင်းတင်တွေရဲ့အကြံပေးမှု ်ထောက်ပံ့ပေးမှုကြောင့်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးပြေလည်သွားတာမျိုးအလုံးသိအကင်တဲ့ဖြစ်ပေါ်တာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်မလို့လုံးဝကင်ဘက်ကောင်းတွေနဲ့တွေ့ကြုံလာမယ်။သူတို့စီကပညာရတယ်၊သူတို့စီကကူညီရတယ်၊သူတို့စီကသတင်းစကားရတာတွေ၊သူတို့စီကနေစေကိုယ့်ရဲ့ကံအခွင့်အလမ်းကောင်းမှုတွေအကြောင်းတရားလေးတွေပေါ်ပေါက်လာမယ်အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုကတော့ပညာရေးနဲ့ပတ်သက်တဲ့ပိုင်းခြားဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်တဲ့ပိုင်းခြားတွေမှာတော့နည်းနည်းလေးခုနကပိုင်းမှာပညာရေးကိစ္စမဟုတ်ပဲနဲ့ပေါ့နော်။ကျွန်တော်တို့လုပ်ငန်းကိစ္စမိသားစုကိစ္စကိုအချိန်ပိုပေးတင်ပါတယ်။ ဒီအချိန်မှာပညာရေးကိုအချိန်ပေးလိုက်မယ်ဆိုရင်ခင်ဗျားမလိုလားတဲ့ပြဿနာအရှုပ်ရှင်းနေလူမှုရေးတွေမှာစီးပွားရေးတွေမှာအိမ်တော်ရေးတွေမှာအခြေရေးတွေမှာတွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်မို့ပညာရေးကလည်းတပိုင်းစားဖြစ်သွားတာမျိုးဖြစ်တတ်ပါတယ်။အဲဒါကြောင့်ခဏလပိုင်းမှာတင်တာတက်ထားတယ်တခုလုတ်ဖို့အတွက်ကြံစီထားတာရှိရင်တော့နည်းနည်းလေးနောက်ပြန်ဆုတ်လိုက်တာပိုကောင်းမယ်။တို့တော့ခဏလပိုင်းမှာစောင်းဝဲဖြစ်ဖို့အတွက်မဖြစ်မနေစောင်းဝဲဖြစ်ဖို့အတွက်မဖြစ်မနေပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တခုခုလုတ်ဖို့အတွက်ဆိုရင်တော့အခက်အခဲအသားစီးတွေအများကြီးတုံ့တွေ့နေရမယ်။အဲ့ဒီအခက်အခဲအသားစီးတွေက ကိုကိုတိုင်ကြော်လွားမှရမယ်ဘ누구မှအာမကုန်နဲ့ဘ누구မှအကူအညီမတောင်းနဲ့အဲဆိုမိတ်ဆွေတို့ပုံပုံပြီးတော့ကောင်းမွန်ပါလိမ့်မယ်နောက်ဆုံးကြံရှိတဲ့နိုင်ငံသားကံတွေနဲ့ပတ်သက်ပြီးဟောကြားပေးချင်ပါတယ်တနင်္လာသားသမီးတွေကဒီလာမဲ့9လပိုင်းမှာနိုင်ငံသားကံနဲ့ပတ်သက်ပြီး MN အားနေပါတယ်သွားရနို့လို့သွားရနို့လို့ဟိုနေ့သွားမယ်ဒီနေ့သွားမယ်ဒီနေ့သွားမယ်ခုနေ့သွားမယ်လေတဖြည်းဖြည်းနဲ့နောက်ကဟိုဘက်မှာဖြစ်နေတဲ့ပြဿနာဟိုဘက်မှာဖြစ်နေတဲ့ကိစ္စတွေကြောင့်နောက်ပြန်လဲပြန်လဲပြန်လဲပြီးတော့ဆွတ်သွားတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်ဒါကြောင့်မလို့ ပြန်အားဖြင့်ပြောမယ်ဆိုတရင်စကားကောင်းတော့ကြားနေရမလက်ဖန်သွားတော့ဟိုဘက်မှာနိုင်ငံရေးချိန်နေမှာကောင်းလို့ဒါမှမဟုတ်ဟိုဘက်မှာဗီဇာတခုဖြစ်လို့အလုံးအဟိုဒီဘက်အစိုးရမလှုပ်လို့စပြီးအကြောင်းမျိုးမျိုးကြောင့်သွားရတဲ့ကံတွေကလွဲချော်နေတာမျိုးတွေတွေ့ကြုံလာရနိုင်ပါတယ်ဒါတော့အင်္ဂါသားသမီးတွေနဲ့ပတ်သက်တဲ့ကံထောက်ပံ့တွေကိုကျွန်တော်ဟောကြားပေးသွားတာဖြစ်ပါတယ်အားလုံးပဲကိုကြီးကျမချင်းစိတ်ချမ်းသာခြင်းနဲ့ပြေဆုံးပါဆစ်ဆုမကောင်းတောင်းနေပဲကျွန်တော်ရဲ့အဲဗီဒီယိုဒီမှာပဲညှနာခွင့်ပြုပါခင်ဗျာ